မင်္ဂလာပါຫນွေဦးနေရမ2025ခုနှစ်ဇွန်လ29ရက်နေ့ညပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်ကျွန်တော်တောက်ကြပါ ထမအဦးဆုံးအနေနဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌရုတ်တရက်အမောဖောက်ပြီးဥပိုလ်ထောင်တွင်းမှာကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာမန္တလေးဥပိုလ်ထောင်ထဲမှာရုတ်တရက်အမောဖောက်ကကြာဆုံးသွားကြောင်းသိရှိရပါတယ်။ယနေ့ဇွန်လ29ရက်နေ့နနက်9:00နာရီခန့်မှာအသက်69နှစ်အရွယ်ရှိတဲ့ဦးအောင်ကျော်ဦးဟာပန်းနာရင်ကျက်ယောဂရှိသူဖြစ်ပြီးရုတ်တရက်အမောဖောက်ကဥပိုလ်ထောင်တွင်းမှာကြာဆုံးသွားခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကသတင်းထုတ်ပြန်ပါတယ်။ ဘန်းနာရင်ကျက်တော့ဖြစ်လေရှိတယ်လို့တော့ကျွန်တော်သိထားရတယ်ဗျဒီယောဂာနဲ့ပတ်သက်ပြီးမှတော့စေဝါဆောင်ရှောက်မှုတော့ပေးတာမျိုးတော့ရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့မနက်မှာတော့ရုတ်တရက်နှလုံးအမောဖောက်တဲ့ကိစ္စရက်ကထောင်ပြင်ပဆေးရုံကိုအရေးပေါ်ပို့ရမယ့်အခြေအနေမျိုးမှာလုံခြုံရေးအကြောင်းပြပြီးမပို့ခဲ့တဲ့အတွက်ထောင်ဆေးရုံမှာတင်ပေးဆုံးသွားတဲ့အခြေအနေဖြစ်ပါတယ်ဗျလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါတယ်ရုတ်တရက်အမောဖောက်လာတာကိုထောင်ဆေးရုံကိုသာပို့ဆောင်ခဲ့ရာ နိုင်ပိုင်းအကြမှာဆုံးပါသွားခဲ့ခြင်းဖြစ်ပါတယ်။ဥအောင်ကျော်ဦးကိုစစ်ကောင်စီကရစတဲ့ကြီးဥပဒေပုံမှန်905ကကြီးတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဥပဒေပုံမှန်25ရို့နဲ့တရားစွဲကထောင်ထံ9နှစ်ချမှတ်ထားပြီးလွတ်ရက်လည်နီးနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ဥအောင်ကျော်ဦးဟာ2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာမန္တလေးတိုင်းပသိမ်ကြီးမြို့နယ် NLD ပါတီတိုင်းလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရပြီးမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြောက်ခံရတဲ့အပြင် 2020ရွေးကောက်ပွဲမှာလည်းထပ်မံအနိုင်ရခဲ့သူဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကံမမြို့မှာပြည်သူပိုင်ပြည်စည်းများလူရက်လာတဲ့စစ်ကားနှစီတိုက်ခိုက်ခံရပြီးခုနှစ်ဦးသေဆုံးဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့တွင်းမှာပြည်သူပိုင်ပြည်စည်းများလူရက်တင်ဆောင်လာတဲ့စစ်ကားနှစီတိုက်ခိုက်ခံရပြီးခုနှစ်ဦးသေဆုံးကြောင်းသိရှိရပါတယ်။ဇွန်လ26ရက်နေ့နနက်10:00နာရီခန့်မှာကံမမြို့တွင်းမှာပြည်သူပိုင်ပြည်စည်းများလူရက်တင်ဆောင်လာတဲ့စစ်ကောင်စီကနှစီကိုအလေးငိုက်ဝင်တိုက်ခဲ့ရမှာ ။တရားရသူလည်းများကြောင်းပခုတ်ကူ People's Defense Force အဖွဲ့ကတရင်ထုတ်ပြန်ပါတယ်။ကာနစီဆိုအင်အား15 20လောက်ခန့်မှန်းရှိမဲဗျ။လိုက်တင်နေတော့အပြန်အလှန်ပြစ်တာဗျ။10မိနစ်လောက်တော့ကြာတယ်။အနီးကပ်ပြစ်တာဆိုတော့မျက်မြင်ပဲဗျလို့ပခုတ်ကူ People's Defense Force တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။တိုက်ခိုက်ခံရပြီးနောက်ကာဒစီတိမ်းမောက်သွားပြီးကြံကားမှရေစခန်းအတွင်းကိုပြန်ဆုတ်သွားကြောင်းသိရှိရပါတယ်။ဇော်လာအစမှာပခုတ်ကူမြို့တပ်မတရားတင်းမှအင်အားအလုံးအင်းနဲ့ထွက်လာတဲ့ ရေကပိုစစ်ကြောင်းဟာတော်လန်ရေးတပ်ဖွဲ့များရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုများကြောင့်ကမ္မမြို့၌သာပိတ်မိလျက်ရှိပြီးမြို့ခံပြည်သူများလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ရဲစခန်းမှာလည်းရှိတယ်။ကမ္မအရှိတ်ဘက်ညောင်ချစ်ပင်ပြူရွာမှာလည်းရှိတယ်။သူတို့ခိုးလို့ကောင်းမဲ့နေရာမျိုးတွေမှာနေနေကြသေးတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ရင်းတိုက်ခိုက်မှုကိုပခုတ်ကူ People Defense Force PPDF ABSDF အမှတ်30ကြောင်း အောင်ကျော် RG မြို့နယ်ပါလာပါ Tiger Warrior Force TWF အညာမီပျောက်ကြားတက်ဖွဲ့ကိုစော်မိုင်းကိုရီကင်းနဲ့ကိုဗလာဦးဆောင်တဲ့လူငယ်ပျောက်ကြားတက်ဖွဲ့ YGF တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိကိမရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီတက်ဖွဲ့ဝင်များထိခိုက်သေးဆုံးမှုကိုတော့တိကျအတိမပြုတ်နိုင်သေးပါဘူးခင်ဗျာဆက်လက်ပြီးတော့နောင်ချိုမြို့ကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတေဟသူရဘွဲရဗိုလ်မှူးကြီးအင်းမင်းအောင်ဒရုန်းပုံထိမှန်အပြင်းထန်တိုက်ရန်ရကနေပြည်တော်ကိုပို့ဆောင်စစ်ကူတနေရကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတီဟာတူရာဘွဲရဗိုလ်မှူးကြီးအေးမင်းအောင်မှဒရုန်းပုံထိမှန်၍အပြင်းထန်ဒဏ်ရာရကနေပြည်တော်ကိုပြန်လည်ပို့ဆောင်ကစေကုသနေရကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားပါတယ်။လွန်ခဲ့တဲ့လကတီဟာတူရာဘွဲရဗိုလ်မှူးကြီးအေးမင်းအောင်ဟာတော်လန်ရေးတပ်ဖွဲ့များကလွတ်တင်တဲ့ဒရုန်းကိုထွက်ကြည့်စင်းမှဘုံကျရောက်ပောက်ကွဲခဲ့ပြီးဒဏ်ရာရရှိကာ နေပြည်တော်ကိုအရေးပေါ်ပြန်လည်ပို့ဆောင်စေကုသမှုခံယူနေရကြောင်းအဆိုပါဗိုလ်မှူးကြီးဟာတရတူရပွဲကို2019-2020ခုနှစ်ရခိုင်ပြည်ပုံနှကျွမြွနဲ့ဗုဒ္ဓကျေးရွာအနီးတိုက်ပွဲမှာအေအေကိုခုခံတိုက်ခိုက်မှုကြောင့်2021ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ NLD အစိုးရကစစ်တပ်ရဲ့ထောက်ခံမှုနဲ့တရတူရပွဲကိုအနှင်းပေးခဲ့ကြောင်းသိရှိရပါတယ်။နောက်ချိုမှာတော်လန်ရေးတပ်များရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိတဲ့တရတူရဗိုလ်မှူးကြီးအေမင်းအောင်မှာစစ်တပ်ကတော့အပတ်စဉ်44မှာဖြစ်ကြောင်းသိရှိရပါတယ်။ ဒါအပြင်ယမန်နေ့ဇွန်လ26ရက်နေ့နောင်ချုံမြို့နယ်နောင်ဖာညံတုံးလုံဆုံအုံမခနဲ့နောင်လင်ကြီးရွာတို့မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ကောင်စီတပ်ကလက်နက်ကြီး80လုံးနဲ့ drone ဖြင့်ဘုံ32လုံးတို့ကိုပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အခြေအနေကမုံမလင်သေးဘူးကြမ်းနေပြီးကံကြီးဘက်ကနေထိုးတာဗန်မွေးကုန်းဘက်ကတော့လပခနှစ်ပြူဝရဲ့ပြင်းဦးလွင်တင်းတန်းချောင်းကတက်တွေရဲ့အခြားတက်မှလက်ကျန်တွေရဲ့တရင်တွေရဲ့ပေါင်းထိုးနေတာ အင်အားကကက်ဖေးထုံးလုပ်ပြီးထိုးနေတာပေါ့သူတို့ဘက်ကစစ်ကြောင်းထိုးတိုက်ခိုက်နေတော့ကိုကလည်းခုခံရင်တိုက်ခိုက်နေရတာပြည်သူတွေကိုပြောချင်တာကအရင်ကြီးစိုးရင်စရာမလိုပါဘူးလို့ကျွန်တော်တို့တွေလှုပ်ဆရာရှိတာလုပ်နေကြပါတယ်လို့ပြောချင်ပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြပါတယ်ယမန်နေ့ဇွန်လ26ရက်နေ့နောင်ချိုမြို့နယ်နောင်လင်းကြီးရွာနဲ့နောင်ဖာကြီးရွာကြားမှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး36လုံးနဲ့ ဒရုန်းဖြင့်ဘုံ၁၈လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြည်သူနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အလားတူညံတော်ကြီးရွာတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်မှလက်နက်ကြီး30လုံးနဲ့ဒရုန်းဖြင့်ဘုံ၁၅လုံးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ25ရက်နေ့ကလည်းနောင်ချုံမြို့နယ်နောင်လင်းနောင်အောလုံစံနဲ့နောင်ဖာကြီးရွာတို့မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှဒရုန်းနဲ့ဘုံ28လုံးလက်နက်ကြီး68လုံးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ညီနောင်မဟာမိတ်၃ဘွဲ့က ငလင်တသည့်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့ထိုးစစ်ဆင်မှုများကိုတဖက်သက်အပြည့်ရက်ကာလနောက်ထပ်တစ်လတက်တန်းထပ်တိုးထားချိန်မှာစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNL သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ထို့ကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စီရေးတရီအမြင့်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှာကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလမ်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းတော်လှန်ရေးတပ်များကအတိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကဲဘလူမှာအယက်သား၉ဦးကိုစစ်တပ်တပ်ဖြတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကဲဘလူမြို့နယ်ဇီးကုန်းတိုက်နယ်မှာရှိတဲ့ကြေးရွာများကိုဇွန်လ23ရက်နေ့မှ25ရက်နေ့အထိစစ်ကောင်စီတပ်ကပြူစောတိများနဲ့ပေါင်း၍အင်အားတရာဝန်းကျင်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်တပြေတာရွာနဲ့ကြောင်ကုန်းရွာမှနေအိမ်များကိုမိရှုဖျက်ဆီးကာ အရတကုတ်ဥကိုတက်ဖြတ်ခဲ့ကြောင်းဒေသခံများထံကနေသိရှိရပါတယ်။ကင်ဘလူဒေသခံတဦးကစစ်ကြောင်းထွက်လို့ဝင်ကြည့်တော့ဖမ်းခံရတဲ့ပြည်သူတွေအကုန်တက်ခံထားရတာ၃ရက်ရှိပြီဆိုတော့တချို့အလောင်းတွေကအကောင်တွေကျနေပြီတက်တာကလည်းရရက်ဆက်ဆက်ပဲလက်ပြန်ကြိုးတုပ်ထားပြီးဒီကိုလုံးကိုဓားတွေနဲ့ထိုးထားမှွန်ထားတာတွေတွေ့တယ်။အဲ့ဒီအထဲမှာတပြေသာရွာကဥလိုင်းစာစာဆိုသူကစကားမပြောတတ်ဘူးလို့ပြောပါတယ်။အဆိုပါစစ်ကြောင်းဟာဇွန်လ23ရက်နေ့မနက်ပိုင်းမှာဝတ်တိုးတောင်ရွာဘက်မှာ တပြေသာရွာနဲ့ကျောင်းကုန်းရွာတို့ကိုပြစ်ခတ်ဝင်ရောက်လာပြီးနောက်အယက်သားများကိုဖမ်းဆီးခြင်းပစ္စည်းများယူဆောင်ခြင်းဖျက်ဆီးခြင်းနဲ့နေအိမ်များကိုမီးရှို့ခြင်းတို့ကို၃ရက်ဆက်တိုက်လှုပ်ဆောင်သွားခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်တရုတ်ဆိုရင်မီးရှို့ထားတာအလောင်းကအကုန်မလောင်သေးဘူးတပ်ပြီးမှမီးရှို့ခံရတာပဲဖြစ်ပါစေလို့ပဲဆုတောင်းနေမိတယ်အရှင်လက်လက်မီးရှို့ခံရတာဆိုရင်တော့ဘယ်လောက်များခံစားရမလဲတွေးတော့မတွေးဝင်ဘူးမီးရှို့ခံရတာလဲနှစ်ရွာပေါင်းအင်ကြီးတော်တော်များတယ် ်အခုထိပြည့်စည်မှုအတိအကျမသိရသေးဘူးလို့ယင်းဒေတာခန်ကပြောပါတယ်။ဖန်စီတက်ဖြတ်ခံရရသူများမှာတပြေတာရွာမှဥလိုင်းစာစာ90နဲ့ဥအောင်နိုင်55နဲ့ဥတရုတ်ကြီး55နဲ့ကိုမျိုးထက်34နဲ့ဖိုကုန်းရွာဥဝင်း53နဲ့ဥချစ်ဝင်း62နဲ့ကြောင်းကုန်းကြီးရွာဥသိန်းတို့38နဲ့ဥမြင့်မောင်55နဲ့ဥမျိုးစန်း55နှစ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။ကျောင်းလာတက်ကြွလှူရှားသူများအဖွဲ့မှတာဝန်ရှိသူတို့အုပ်က အလောင်းတွေကပုတ်ပွားပျက်စီးနေပြီဆိုတော့တကြိုပြီးပါပြီမီးလောင်ပျက်စီးတာတွေကိုတော့စရင်မသိရသေးဘူးသူတို့ကရိတ်ခါတဲကျင်တာလားစစ်ကြောလဲတာလားတော့မသိရသေးဘူးတိုက်ပွဲလည်းမဖြစ်ဘူးလို့ပြောပါတယ်အဆိုပါစစ်ကြောဟာယနေ့မှဇာဒီရွာကိုရောက်ရှိနေပြီးယမန်နေဘက်မှတက်လာတဲ့အင်အား30နဲ့ထပ်ပေါင်းကတရက်ဖောက်ရွာအရှိတ်ကိုဆက်လက်ထိုးစစ်ဆင်နေတဲ့အတွက်တပြေတာကြောင်းကုန်းနဲ့အနီးဝန်းကျင်ကြီးရွာများမှာအရက်သား8000ခန့်ဟာထွက်ပြေးနေရကြောင်းသိရှိရပါတယ်။ ကပ်ဘလူဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်မှတရင်ထုတ်ပြန်ခြင်းမရှိသေးပေမဲ့လည်းအရက်သားများကို၎င်းတို့အနေနဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းမရှိကြောင်းညင်းဆိုလေးရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ချင်းတွင်းမြစ်ရေနောက်နှစ်ရက်အတွင်းမြို့လေးမြို့မှာစိုးရင်ရင်မဲ့ရောက်ရှိနိုင်ကြောင်းတင်ဆက်ပေးပါမယ်ချင်းတွင်းမြစ်ရေမြင့်တက်နေမှုကြောင့်နောက်နှစ်ရက်အတွင်းမြို့လေးမြို့မှာစိုးရင်ရေမက်ကိုရောက်ရှိလာနိုင်ပြီးမြည်ရည်ကြီးမှုသတိပြုကြရန်စစ်ကောင်စီမိုးလေဝသနှင့်ဇလပိဒညွန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါသည် ယနေ့ဇွန်လ29ရက်နေ့နနက်6:00နာရီခွဲအချိန်တိုင်းထွာချက်အရချင်းတွင်းမြစ်ရဟမွန်လိုက်မြို့မှာစိုးရင်ရေမတ်အောက်တပေခွဲကလေးဝမြို့မင်းကင်းမြို့နဲ့မုံရွာမြို့များမှာစိုးရင်ရေမတ်အောက်နှစ်ပေခွဲကျော်မှာရောက်ရှိနေကြောင်းမိုးစလကဖော်ပြပါတယ်အဆိုပါမြို့လေးမြို့မှာနောက်နှစ်ရက်အတွင်းချင်းတွင်းမြစ်ရဟရင်းမြို့များရဲ့စိုးရင်ရေမတ်ကိုအတိအသင့်ရောက်ရှိနိုင်ကြောင်းထုတ်ပြန်ပါတယ်အလားတူချင်းတွင်းမြစ်ရဟဟောမလင်းမြို့နဲ့ဖောင်းပြင်းမြို့များမှာရင်းမြို့များရဲ့စိုးရင်ရေမတ်အထက်၃လက်မခန့်ကျော်လွန်ရောက်ရှိနေကြောင်း မိုးစလကယနေ့နဲ့နဲ့9နှစ်ခွဲမှာထုတ်ပြန်ထားပါတယ်။မြည်ရမြင့်တက်နေတဲ့ကာလဖြစ်တဲ့အတွက်ညကန်းအနည်းနဲ့မြေနေပိုင်းနေထိုင်သူများသတိပြုကြရန်နဲ့ရေဘေးလွတ်ရာနေရာများမှာကြိုတင်ရှောင်ရှားနိုင်ဖို့မိုးစလကသတိပေးထားပါတယ်။ယခုမိုးလေကာလအတွင်းမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ခြင်းကြောင့်နိုင်ငံတော်မှာရှိတဲ့မြကန်းပေးနဲ့အနေပိုင်းဒေသနေထိုင်ကြသူများကုန်းမြင့်ဒေသများကိုရွှေ့ပြောင်းနေထိုင်ကြဖို့လိုအပ်ကြောင်းမိုးလေဝသပညာရှင်များကသတိပေးထားပါတယ်။ လက်တလုံးမှာမြည်ရတက်မှုနဲ့လှိုင်းကြီးနိုင်တဲ့အခြေအနေများကြောင့်ဒေတာခံများအနေနဲ့ကုန်းမြင့်ဒေတာနဲ့မြင့်တဲ့နေရာများကိုတင်းလျှောက်ရန်ရေကြီးရေရှမ်းမှုနောက်ဆက်တွဲကြောင့်ကျန်းမာရေးအခြေအနေအခက်အခဲများမှကာကွယ်ရန်ချက်ပြုတ်စားတောက်ရန်ရည်တမ်းမိုးရေများကြိုတင်စုဆောင်ထားရန်လိုအပ်ကြောင်းမိုးလေဝသပညာရှင်များကအကြံပြုထားပါသည်။လက်ရှိမှာဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနှင့်ရက်ဝန်းဟာ ဆက်လက်တည်ရှိနေပေမဲ့မုံတိုင်းအဆင့်ကိုမရောက်နိုင်ကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။သို့တော့ဇွန်လ29ရက်နေ့နဲ့30ရက်နေ့အတွင်းမှာမင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့လေပြင်းအားနဲ့ရဝန်းကြောင်းရခိုင်ကန်ယူတန်းမွန်တနင်းသာရီကန်ယူရက်တျောင်းအီယာဝရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးများနိုင်ကြောင်းအသိပေးထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကယခုတစ်ပတ်အတွင်းမုတ်တုံလီအားကောင်းနေမှုကြောင့်မိုးသစ်တန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊နေရာကွက်မိုးကြီးခြင်း၊လျက်စီးလက်ခြင်း၊မိုးကျိုးပစ်ခြင်း၊လျက်တပြက်ရေကြီးခြင်း၊ကဘာပြိုခြင်း၊မြေပြိုခြင်းစတဲ့ဘေးရန်နေများဖြစ်ပေါ်နိုင်တဲ့အတွက်အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်းတတိပေးထားပါရခင်ဗျာ။ ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တည်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနယံတရင် channel မှာဆုတောင်းလိုက်ပါရခင်ဗျာ။လူထုပဲရက်တည်ခြင်းတရင်အစ်စ်အမှန်ຫນွေဦးနယံ